ေဆွမ်းကောင်းတဲ့အကြောင်းကပ္ပနမဲကြီးမန်ယူအသင်းနဲ့တောင်းရှင်ပြိုင်ကစားခွင့်ရတော့မယ်မောင်မောင်လွင်ပြည်သမ ्या လုံးမဲမိကလာပေါင်းမောင်မောင်လွင်ကတော့မြန်မာနိုင်ငံကပထမဆုံးဘောလုံးသမားတစ်ယောက်အနေနဲ့အာဆီယံအော်စတာအသင်းမှာရွေးချယ်ခံခဲ့ရပြီပဲဖြစ်ပါတယ်အာဆီယံအော်စတာအသင်းဟာဆိုရင်မေလ28ရက်နေ့မလေးရှားနိုင်ငံမှာမန်ယူအသင်းနဲ့ခြေဆွမ်းပွဲရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်မန်ယူအသင်းဟာဆိုရင်ယခုနှစ်မှာချန်ပီယံလိဝင်ခွင့်ရဖို့တောင်းအသေးတန်ကစားနေရတာပဲဖြစ်ပါတယ် ဒါအပြင်ကမ္ဘာကလပ်ဖလားမှာလည်းရှင်ပြိုင်ခွင့်မရခဲ့တာကြောင့်အာရှဘက်ကိုလှည့်ပြီးခြေစမ်းပွဲတွေကစားကြတော့မှာပဲဖြစ်ပါတယ်။မေလ28ရက်နေ့မှာတော့အာဆီယံအော်စတာအသင်းနဲ့ရှင်ပြိုင်ရမှာပါ။အာဆီယံအော်စတာအသင်းဟာဆိုရင်အာရှနိုင်ငံအသီးသီးကဘောလုံးအသင်းတွေရဲ့စွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားတွေကိုရွေးချယ်ခေါ်ယူပြီးစုဆောင်းထားတဲ့အသင်းပဲဖြစ်ပါတယ်။ အာရှမှာအင်အားကြီးအသင်းတွေဖြစ်တဲ့ VNL အသင်းမျိုးကနေကစားသမား၃လောက်ထိရွေးချယ်ထားခဲ့တာပေါ့မြန်မာအသင်းလိုအသင်းငယ်တွေစီကတော့ကစားသမားတယောက်စီလောက်သာရွေးချယ်ခွင့်ယူနေခဲ့တာပဲဖြစ်ပါတယ်အရင်နှစ်တွေတုန်းကတော့မြန်မာဘောလုံးအသင်းနေနဲ့ရွေးချယ်ခံရခြင်းမရှိပေမဲ့ယခုနှစ်မှာတော့မြန်မာလက်ရွေးစင်အသင်းကမောင်မောင်လွင်ကအာဆီယံအော်စတာအသင်းမှာရွေးချယ်ခံခဲ့ရပြီပဲဖြစ်ပါတယ်မမလွေဟာပြီးခဲ့တဲ့လပိုင်းတုန်းကပွဲစဉ်တစ်ခုမှာပြည်သက်တင်တဲ့ပြဿနာအနေငယ်ရှိခဲ့လို့ဝေဖန်ခံထားရတဲ့ကစားသမားပဲဖြစ်ပါတယ် ဘလုံးလောက်ကမှပရိသတ်တွေကလည်းအခရာတစ်ခုအနေနဲ့ပောင်းဝင်လာကြအောင်ပရိသတ်တွေကိုကိုင်းအတွင်ရိုင်းပြစွာဆက်ဆံခဲ့တဲ့မမောင်လွင်ကိုပရိသတ်တွေကဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအာဆီယံအော်စတာမှာရွေးချယ်ခံခဲ့ရတဲ့အချိန်မှာတော့ပရိသတ်တွေကမမောင်လွင်အတွက်ဂုဏ်ယူဝမ်းမြောက်နေကြတာပဲဖြစ်ပါတယ်။ မမောင်တွေဟာလက်ရှိမှာတော့ထိုင်းကလပ်အသင်းဖြစ်တဲ့ Lipawaria အသင်းမှာကစားနေတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကကစားသမားအများစုဟာနိုင်ငံခြားအသင်းတွေမှာသွားရောက်ကစားကြရရင်အသင်းအတီတကြားမရှိကြရပါဘူး။ပုံမှန်ပွဲထွက်ခွင့်လည်းမရကြသလိုနေရာလည်းမရကြပါဘူး။ဒါပေမဲ့မမောင်လင်ကတော့ Lipawaria အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရပြီးခြေစွမ်းကောင်းတွေကိုလည်းပြသနေခဲ့တာပေါ့။အသင်းအတွက်ရေးပါတဲ့ကစားသမားတယောက်ဖြစ်ရှိနေတာကြောင့် ASEAN All-Star အသင်းမှာရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ မြမလက်ရွေးစင်ဘလုံးအသင်းမှာလည်းမမောင်လွင်ဟာအသင်းကောင်းဆောင်ဖြစ်တာဝန်ယူပြီးခြေစွမ်းပြနေခဲ့တာပါမမောင်လွင်အနေနဲ့အာဆီယံအော်စတာအသင်းမှာရွေးချယ်ခံခဲ့ရပေမဲ့အရန်ခုံမှာမထိုင်ရဖို့တော့မျှော်လင့်ရမှာပါမကြာခင်မှာပဲကမ္ဘာဘလုံးဈေးကွက်ဖွင့်တော့မှာဖြစ်တဲ့အတွက်အာဆီယံအော်စတာမှာပါဝင်ကစားကြမယ်အာရှဘလုံးအသမားတွေအတွက်အကောင်းဆုံးခြေစွမ်းနေပြသခွင့်ရမယ်အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မမောင်လွင်အနေနဲ့လည်းအရန်ခုံမှာမထိုင်ရပဲအလှည့်ကျကစားခွင့်ရဖို့မျှော်လင့်နေရတာပါ နောက်ပြီးမမောင်လွင်ဟာမန်ယူအသင်းဖန်တယောက်ဖြစ်တာကြောင့်သူသာပါဝင်ကစားရမယ်ဆိုရင်မမေ့နိုင်တဲ့အမှတ်တရခေါင်းတွေကိုပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ပရိသတ်တချို့ကတော့မြမဘလုံးအတင်းအတွက်အเจ้าမြင်ဆရာတွေဟောထားတဲ့ရှေ့ပြေးနမိတ်တွေကအမှန်တကယ်ဖြစ်လာတော့မယ်ဆိုပြီးအတက်နေကြတာပဲဖြစ်ပါတယ်။မြမဘလုံးအတင်းဟာ2034ခုနှစ်ရောက်ရင်မန္တလေးမြို့ကြီးမှာနိုင်ငံတကာကအားကြားရတဲ့အောင်မြင်မှုဖလားကြီးကိုရရှိလိမ့်မယ်ဆိုပြီးဟောကိန်းထုတ်ခဲ့ကြတာပေါ့။လက်ရှိမှာလည်းမမောင်လင်းဟာကမ္ဘာနမဲကြီးအတင်းတွေနဲ့တောင်ရှင်ပြိုင်ဖို့အခွင့်အရေးကောင်းတွေရနိုင်ပြီဖြစ်တာကြောင့်ဟောကိန်းတွေကလည်းမှန်တိုင်းချေရှိလာပြီဆိုပြီးပြောနေကြတာပဲဖြစ်ပါတယ်။ ဘရက်တောအနေနဲ့ရောင်းခြေစွမ်းကောင်းတွေအကြောင်းမန်ယူနဲ့ရှင်ပြန်ခွင့်ရတော့မယ်အာဆီယံအော်စတာပြိုင်ပွဲချင်းမှာရွေးချယ်ခံရတဲ့မမောင်လင်းနဲ့ပတ်သက်ပြီးမြင်လင်းတွေကိုပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ